马丁的老公诉到了，贵州苗族人民老表，为了制造火种，而建来起来玩。 မချစ်ဆောင်တဲ့တာအလွန်ရာဒီမာနေပြရုံပဲအမော်ဒယ်စိတ်တိုင်းကြကစားမတဲ့ကိုခေါ်ယူပြီးအသေးကိုပြန်လဲတိစောက်သွားမှာဖြစ်ပါတယ်။ဒီအတွက်လည်း United ကပြုပြင်အားဖြည့်ရမယ့်နေရာတွေအများကြီးရှိနေပါတယ်။ဒီတဲကပရိသတ်တွေအလိုချင်ဆုံးကတော့ကတော့မှအတစ်ဖြစ်ပါတယ်။မချစ်ဆောင်တဲ့တာဟာ Hydrey Orana ကိုအကောင်အကောင်ဆုံးစပါကီပါတယောက်အဖြစ်ခေါ်ယူခဲ့ပြီးအသေးကိုခင်မိကိုတို့မှလည်းအစားထိုးခဲ့ပါတယ်။ဒါပေမဲ့ Orana ဟာ United မှာအမားများပြနေခဲ့ပြီးအသင်းကိုအမတ်တွေရောကြစီခဲ့ပါတယ်။ဒါကြောင့်နေရာဒီမှာကတော့မှအတစ်ရှာဖွေဖို့စီစဉ်ရှိနေပါတယ်။ဒါပေမဲ့တော့ Inter Villa ကိုတို့မှ Elimino Martinez က Villa ပတ်ပရိသတ်တွေကိုဒီတစ်ပတ်ပွဲအပြီးမှာမျက်ရည်တွေနဲ့နှုတ်ဆက်သွားခဲ့တာကြောင့်ပရိသတ်တွေက မာဒီနဲ့များနေရာဒီမှာအသင်းကနေထွက်ခွာမလားဆိုတာခံမှန်းပြောဆိုနေကြပါတယ်။ကော်ဘလန်ချန်ပီယံကိုပါအမေရိကချန်ပီယံမာဒီနဲ့ဟာကမ္ဘာအကောင်းဆုံးကုသမဖြစ်သတ်မှတ်ခံထားသူလည်းဖြစ်ပါတယ်။ မနီနာဗီလာဘက်မှာနောက်ဆုံးပွဲအစဉ်မှာစပွားကိုတူးစီးနဲ့အနိုင်ယူပြီးတဲ့နောက်ကွင်းထဲကလည်းမြေရည်နဲ့ထွက်ခွာခဲ့တာပါဒီတော့သတင်းတွေမှာရာသီကုန်တဲ့ခါမနီနာကအတင်းကနေထွက်ခွာလိမ့်မယ်လို့လည်းဖော်ပြလာကြပါတယ် sorry bro လေးကအသက်32နှစ်နဲ့ကစားမကြီးကိုခေါ်ယူသွားဖို့ကြိုးစားနေပေမဲ့မနီနာက2026ကမ္ဘာဖလားကိုပါဝင်ကစားခြင်းနေတဲ့အတွက်ဥရောပမှာပဲဆက်လက်ကစားခြင်းနေပါတယ်မနီနာကိုဥရောပနဲ့ထိုင်တန်းအသင်းကြီးနဲ့အတင်းကဆင့်ဝင်စားနေတယ်လို့သတင်းတွေထွက်ပေါ်နေပြီတတင်းကမန်ချက်စတာယူနိုက်တက်အဖြစ်ကြောင်းနဲ့သတင်းထွက်နေပါတယ်မနီနာကပရီးမီယာလိဂ်နဲ့အသားကျပေးတာကစားမတယောက်ဖြစ်တော့ထိုင်တန်းလက်စွမ်းနဲ့ရှိတဲ့အတွက်ပရိသတ်တွေကဒီသတင်းကိုစိတ်လှုပ်ရှားနေကြပါတယ် ဖီလာအနည်းပြအွန်လိုင်းအမေရိကရောမာဒီနဲ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဆက်လက်ဆောင်ကြည့်ရမယ်လို့ပဲပြောခဲ့ပါတယ်။မာဒီနဲ့ဝန်ထမ်းတွေကဖီလာဘက်ကဒီဟာဒီနောက်ဆုံးပွဲမှုပြောခဲ့ပြီးဂျန်နာသူမတိကြောင်းညင်းဆန်ခဲ့ပါတယ်။အမေရိကအသင်းရဲ့ကစားသမားတွေဘက်ကိုပြန်လဲချစ်ရှုသွားမှာဖြစ်ပြီးဂျန်နာတွေမတိကြောင်းနဲ့အထူးကြပြောဖို့ညင်းဆန်သွားခဲ့ပါတယ်။မန်ချက်စတာလည်းကပေါ်တူဂလမဒီကိုကော့ချာကိုလည်းစိတ်ဝင်စားနေပါတယ်။ကော့ချာဟာအသင်းကြီးတော်တော်များများရဲ့ရေဒါထဲမှာရှိနေပြီးနိုင်စီးရီးနဲ့ဘိုင်ယန်မြူနစ်တို့ကလည်းစောင့်ကြည့်နေပါတယ်။ပေါ်တူဂါကော့ချာတော့ပြောင်းရွှေ့ခြင်းကြီးကို85%တက်မှတ်ထားပြီးစာချုပ် တက်တဲ့နှစ်နှစ်ပဲကျန်လာအောင်လျှော့ပေးမှာမဟုတ်ကြောင်းသိရပါတယ်။ ော့ကော့စတာကဒီနေရာဒီမှာအလုံးရှုံးနေအောင်မှာဖြစ်ပြီးပေါ်တိုနဲ့ကလပ်ဝေါ်ကတ်ကစားမှာဖြစ်သလိုပေါ်တူဂီနဲ့လည်းရင်းရှင်းလေးကစားဖို့ရှိနေပါတယ်ဒီတော့အသက်25နှစ်ရဲ့ကောသမားကော့စတာကဒီပြိုင်ပွဲဒီမှာလက်စွမ်းပြလာမယ်ဆိုရင်သူ့ရဲ့ပြောင်းရွှေ့ခြင်းကလည်းရိုးရိုး85တန်းကလည်းဆင်းရဖို့မရှိပါဘူးကော့စတာဟာပေါ်တူဂီနဲ့အတူဂျွန်လ၄ရက်နေ့မှာဂျာမနီကိုစင်ပိုင်ကစားရမှာဖြစ်ပြီးနိုင်တဲ့အထက်ကဖိုင်နယ်အနေနဲ့စပိန်ဒါမှမဟုတ်ပြင်သစ်ကို၄ရက်အကြာမှာဆက်လက်ရင်ဆိုင်ရပါမယ်ကလပ်ဝေါ်ကတ်မှာတော့ပေါ်တူက ်ပါမီယက်စ်အင်ဂျာမိုင်ယာမီအာလီလိုနဲ့တောက်ဆူတဲ့အကြောင်းလေးပါတယ်ကော့စတာကဈေးလဲကြီးသလိုအသင်းကြီးတွေနဲ့လည်းအပြိုင်ဆိုင်ခေါ်ရမှာဖြစ်တဲ့အတွက်ယူနိုက်တက်နဲ့လက်လောတမတ်ဆက်တင်နဲ့တော့ကိုင်းညီမှုမရှိပါဘူးယူနိုက်တက်ကကုဒမနေရာကိုဦးစားပေးလဲမဟုတ်ပဲအရန်ကုဒမဘာရီနာတေချာပေါက်တက်ခွာရင်တော့အိုနာနာကတော့ဖိဖိပဲစဉ်းစားကြဖို့စီစဉ်ထားပါတယ်ဒီတော့အစီအမပြေသိရင်နေရာဒီမှာအရန်ကုဒမတရားလောက်ပဲထက်ခေါ်ပြီးအိုနာနာနဲ့နောက်တရားဒီဆေးဆံမှမျိုးလဲဖိကောင်းဖိကောင်းနိုင်ပါတယ်။အိုနာနာကို sorry bro league ကခေါ်ရဖို့စိတ်ဝင်စားနေပြီးပြောင်းရွှေ့ဖြစ်ရင်တော့ United အတွက်ထိတဲ့ကုဒမတရားမဖြစ်မနေပြန်လဲရှာဖွေရပါမယ်။ မန်ချက်စတာယူနိုက်တက်အားဒီကဒီပရီးမီးယားလိပိတ်ပွဲပြင်အင်စတိုဗီလာကိုအူထရာဖို့မှာချိန်မြင်စားရမှာဖြစ်ပါတယ်။ဗာဒီနဲ့ပါဒီကနေဗီလာကိုနှုတ်ဆက်ပြီးတင်းအနေတတာဖြစ်လာမလားဆိုတာညနေဒီမှာစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဘလော့စင်မှာတော့ United အသင်းဟာလာမယ့်ဘရုံနဲ့မှရင်ဆိုင်သွားရမယ့် Spa နဲ့အပွဲအတွက်ပြင်ဆင်မှုတွေကိုပြုလုပ်သွားရမှာဖြစ်ပါတယ်။ United အနေနဲ့ Spa ကိုနိုင်ယူပြီး Europa League ဖလားရယူကလာမယ့်ရာသီ Champions League ဝင်ခွင့်ရရှိမှာတော့ကစားသမားခေါ်ယူမှုတွေမှာအဆင်ပြေပြေချောချောမွေ့မွေ့ပြီးဆုံးနိုင်မှာဖြစ်ပါတယ်။ဟုတ်ပြပါဗျာ။ဗီဒီယိုလေးကလောက်ပါပဲ။နောက်နေ့ပါလဲ။အားကစားရင်ပတ်သက်တဲ့သတင်းကြော်တွေကိုတင်ဆက်ပေးတော့မှာဖြစ်လာကြောင်းကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ။ဗီဒီယိုကိုစောင့်နေကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာ။